ဝယ်တဲ့လူက smart ဖြစ်နေဖို့အရေးကြီးတယ်ဗောနော်ဝယ်တဲ့လူက smart ဖြစ်နေဖို့အရေးကြီးတယ်ဆိုလိုတာက तू ဘယ်ကနေဝယ်လဲအာ invoice တောင်းနေအာပြီးတော့ဒီ invoice တောင်းတာတော့မှန်တယ် invoice နဲ့တော့ဝယ်လိုက်တယ်မှန်ဒါပေမဲ့ PC ကအချင်း PC ကောက်ထည့်လိုက်လို့ရတာမဟုတ်တာကျွန်တော်ပြောပြရတာအဲ့ဒီအစ်စ်ကိုယူထားလိုက်လေရပါတော့မျိုးစုံပေါ့နော်တချို့တွေလည်းကျွန်တော်ကြားနေတာကအတူနဲ့အစင်နဲ့ ရောရောင်းကြရတယ်အရန်နာမည်ကြီးကြရတဲ့လူတွေရောရောင်းနေအဲ့လိုမျိုး case တွေအများကြီးပဲအဓိကတော့ cosmetic lipstick တို့ဘာလို့တွေပေါ့နော်ဆိုတော့ um ဘယ်လို verify လုပ်မလဲဆိုတာတော့တော်တော်လေးပြောရခက်တယ်ဗျ check in လုပ်ဖို့လိုတယ်ပြီးတော့မေးရမယ်ပေါ့နော် buyer ကိုမေးဖို့လိုတယ်ပေါ့နော် buyer ကိုအမြဲတမ်းကိုကနေပြီးတော့ဟို follow up လုပ်နေဖို့လိုတယ်ဟို check in လုပ်နေဖို့လိုတယ်ပြီးတော့အဓိကကတော့ ဟုတ်ကဲ့အားလုံးမင်္ဂလာပါအခုဒီနေ့ကတော့ကျွန်တော်ရဲ့ podcast အစီအစဉ်လေးမှာအာကျွန်တော်ရဲ့မိတ်ဆွေလည်းဖြစ်တဲ့ညီငယ်လူလည်းဖြစ်နေတဲ့အာ brown နဲ့ချိန်ထားပါတယ် brown နဲ့အဓိကပြောချင်တဲ့အကြောင်းကတော့သူဒီတခြားနိုင်ငံတစ်ခုမှာရောက်နေတဲ့အချိန်မှာသူလူငယ်ပြည်ပြည်ပေါ့နော်သူထူးထူးဆန်းဆန်းလှူထားတာလေးရှိတယ်ထူးထူးဆန်းဆန်းဆိုတာအများအတွက်တော့ထူးဆန်းစီမှာထူးဆန်းပဲပေါ့ဒါပေမဲ့မသိတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒါထူးဆန်းတဲ့အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ် သူဘာတွေလုပ်လဲဘယ်လိုတွေလုပ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဒီ podcast လေးကနေတင်ဆက်ခြင်းလို့ပဲဖြစ်ပါတယ်။ Framing လာပါ။မင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့မင်္ဂလာပါ။ကျွန်တော် brand အောင်ပါခင်ဗျ။ဟုတ်ကဲ့ brand ဟုတ် brand ကအခုကျတော့ဒီဘယ်လိုခေါ်မလဲဘန်ကောက်မှာရောက်နေတဲ့အချိန်မှာကိုတို့လူငယ်တွေအတွက်ကဒီဘန်ကောက်မှာဆိုလို့ရှိရင်ဟိုတခုခုအထူးထူးခြားခြားလေးလုပ်ဖို့ဆိုရင်နည်းနည်းခက်ခဲတဲ့ဒါလာလေးတခုမှာ brand ကရောက်လာတယ်ပေါ့ရောက်လာတဲ့အချိန်မှာ brand အခုဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီ online shopping ဘက်တီမှာနော် personal shop အနေနဲ့ဆိုလို့ရှိရင်အရန်ကိုလူသိများလာတယ်ပေါ့နော်ဆိုတော့အဲအဲ့လိုမျိုးဖြစ်လာဖို့အတွက်ကို brand idea ဘယ်လိုရခဲ့ပြီးတော့အဲဘယ်လိုအခြေအဆက်တွေနဲ့လုပ်ခဲ့လဲဆိုတာသိချင်တာဟုတ်ကဲ့အခုကျွန်တော်ဒီအပြန်ဆမယ်ဆိုကျွန်တော်လွန်ခဲ့တဲ့3နှစ်လောက်ကပေါ့နော်ကျွန်တော်3နှစ်လောက်တော့ရှိနေပြီဒီကိုရောက်လာတာအဲရောက်ကြီးမှာပဲကျွန်တော်ကဘယ်လိုကောင်းနေတွေးထားလဲဆိုတော့ဒီဈေးရောင်းမှုပဲပေါ့เนาะအဓိကတခြားကျွန်တော်အလုပ်တွေပါလဲကျွန်တော်ဘာမှမရှာခဲ့ဘူးဗျာပြောမယ်ဆိုရင်ကျွန်တော်အရင်နောက်ပိတ်ဆုံးထွက်ခဲ့တဲ့ကုမ္ပဏီကနေပြီးတော့ကျွန်တော် ဘာမှ recommendation လက်တာလည်းမတောင်းခဲ့ဘူးဒီအိုင်းပဲဟိုထွက်လာပါဘောနော်ဆိုတော့အဓိကတော့ကျွန်တော်အရင်ကုမ္ပဏီမှာအာကျွန်တော်ကျင်လေခဲ့တဲ့ကုမ္ပဏီရဲ့ network တွေကိုပဲကျွန်တော်အအုံချသွားရလို့ပဲပြောလို့ရမယ်ဗျဟိုဒီတိုင်းပဲအခုမှထွက်လာမယ်ဆိုရင်တော့ဈေးစာရောင်းမှုကအတိတ်တော့မလွယ်ဘူးပေါ့နော်တချို့လူတွေကိုဆိုရင်လည်းဈေးရောင်းတဲ့လူတွေရှိတယ်ကျွန်တော်တို့ထက်အများကြီးရောင်းနေတဲ့လူတွေရှိတယ်ကျွန်တော်ဆိုအရင်အကြတယ်ဒါပေမဲ့ဟိုသူတို့သွားတဲ့ပုံစံနဲ့ကလည်းကျွန်တော်သွားတဲ့ပုံစံနဲ့ကလည်းတိတ်တော့မတူဘူးပေါ့နော်ဆိုတော့အာ တခြားလူကိုအားကြတာအားကြတာပဲဒါမဲ့လေကိုသွားခြင်းတဲ့ပုံစံလေးနဲ့ပဲကျွန်တော်အဲ့တော့ကျွန်တော်ကျွန်တော်သွားခဲ့တယ်အာကျွန်တော် page မှာဆိုရင်ကျွန်တော်အာကျွန်တော်ရောင်းခြင်းတဲ့ PC ရေပဲကျွန်တော်အဓိကရောင်းနေတခါကျရင်ကျွန်တော်ဈေးကွက်ထဲမှာ trend ဖြစ်နေတဲ့ဟာကြီးကျွန်တော်တခါကျမသိဘူးခင်ဗျာအာမတင်ဖြစ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော်အဲ့ကြရင်လေကျွန်တော်ကိုဘယ်လိုလဲဆိုတော့ကျွန်တော်မှအဲ့တငယ်ချင်းနေစီရောအဲ့နေဒါလေးရောက်မှလားဗာလေးရောက်မှလားဆိုတော့အဲ့အဲ့လိုပုံစံမျိုးနဲ့လာတယ်အာနောက်တစ်ခါကျတော့အာကျွန်တော်ကကျွန်တော် page ကို အာမျိုးစုံတော့ပြောကြတယ်ဟိုဝင်ကြည့်ရဆိုရင်တစ်ခါကျဘာလို့တင်လို့လုံးနေမှာမသိဘောနော်ဈေးရောက်နေရလားဟိုလျှောက်သွားနေရလားဟောဆိုဒါကလည်းဟိုကျွန်တော်ဟိုကျွန်တော်သွားကျင်တဲ့ပုံစံလေးပဲအရင်တည်းကလည်းကျွန်တော်အာ ကိုသွားတဲ့ပုံစံလေးတွေကိုကြိုက်တာလေးတွေအများနဲ့ကျွန်တော်ဟိုပျော်ပျော် sharing လုပ်တဲ့အကျင့်လေးကျွန်တော်မှာရှိရဆိုတော့ကျွန်တော် page ကလည်းဟိုဈေးရောက်နိုင်ပြီပဲဆိုကျွန်တော်ဒါတော့ကျွန်တော်ထင်တာပေါ့နော်ပြင်းစရာကောင်းမယ်ထင်ပြီးတော့ကျွန်တော်အာကျွန်တော်ဒီမှာကြိုက်တဲ့ sign လေးတွေသွားတာကြိုက်တာလေးတွေပြီးကျွန်တော်ဒီမှာကြုံရတဲ့အခက်အခဲလေးတွေမျိုးစုံပေါ့နော်အခုအဲအဲ့လိုမျိုးလေးအဲ့လိုမျိုးလေးကျွန်တော် သွားထားပါတယ်ခင်ဗျဟုတ်အာ trade 2ကတော့တခြားကိစ္စကတော့ trade 2မရှိဘူးကွာကိုပဲလုတ်တဲ့အလုပ်ကိုတော့ design map map ပဲကျွန်တော်သွားတယ်၃နှစ်မှပြွင့်လင်းပြောကျွန်တော်ကလေဟိုတခခုဆိုကျွန်တော်အာကျင်းလာတဲ့ဟိုဟိုအငင်းခွေတက်တဲ့အကျင့်ရှိတယ်ဒါပေမဲ့ဒီဈေးရောင်းတာကတော့ပြွင့်လင်းပြောကျွန်တော်မပြင်းဘူးခင်ဗျ၃နှစ်လုံးလုံးကျွန်တော်ပြောတယ် ဒါအပွင့်လင်းဆုံးပြောရင်ကျွန်တော်အာကျွန်တော် corporate life ကိုကျွန်တော်အရန်စိတ်ကုန်တယ်ဒါအပွင့်လင်းဆုံးကျွန်တော်ပြောပြရတာဆိုတော့အခုကျွန်တော်အခုဒီဒီဘက်မှာနေရတဲ့ခါမှာဟိုဟို shopping ဆိုတာကတော့ဟိုဟိုတခုပေါ့နော်တခြားဟာလေးလည်းအဲ့လိုမျိုးလေးလည်းကျွန်တော်လုပ်နေရတာဟိုကျွန်တော်ပြောတယ်ဒီဘက်မှာဟုတ်အဆင်ပြေရယ်နိုင်ငံခြားတိုင်းပြည်မှာနေပြီးတော့ဒီမြန်မာပြည်ဘက်ကို online shopping အလုပ်လုပ်တာတွေ personal shopper လုပ်တာတွေကြတော့ဒီဘယ်လို knowledge တွေတည်ထားဖို့လိုအပ်တယ်လို့ညီကအကြံပြုချင်တယ်ဟုတ်ကဲ့အာအဓိကကတော့ကျွန်တော်တို့ဒီအာဒီကျွန်တော်တို့ တည်တာဗောနော logistic အာပြီးတော့အဓိက customer ကနေပြီးတော့အာကျွန်တော်တို့မှာ inquiry တက်လာတယ်အဲ့ခါမှာကျွန်တော်ကတော့များသောအားဖြင့်ကျွန်တော် over promise မပေးဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ over over promise ပေးလိုက်တဲ့အခါအရင်ကျွန်တော်တို့ stress များစေတယ်။ကျွန်တော်အရင် corporate life မှာဆိုရင်လေကျွန်တော်ကဟိုဟို sales လို့ marketing လို့ပါမှာနေတော့ customer ရဲ့ request တွေအကုန်လုံးကျွန်တော်ကဟိုလုပ်ပေးရဗျာ။ပြောရင်လည်းကျွန်တော်ဘယ်တော့မှမငြင်းဘူး။အဲ့ဒီမငြင်းတဲ့ဟာကကျွန်တော်တကယ်အာဟို service ကို deliver လုပ်တဲ့အခါမှာအရင်ခက်ခဲတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော် ဖျောက်တယ်ကျွန်တော်ပေးရတာမဟုတ်ဘူးလေနော်သူ service ကဘာဖြစ်လို့ဆိုကျွန်တော် back end team နေနဲ့တခြား support team နေနဲ့ညှိရတဲ့အခါမှာအရင် ပြဿနာများတယ်ပေါ့အဲ့ခါမှာကျွန်တော်အခုဈေးရောက်တဲ့အခါမှာအဲ့လိုမျိုးတွေအကုန်လုံးကျွန်တော်ကအာကျွန်တော်တောက်တဲ့ဟိုအဓိကကျွန်တော်ရှေ့ထွက်နေရတာအဲ့တော့ကျွန်တော်အရန်ခက်ခဲတဲ့ဟာမျိုးဆိုကျွန်တော် over promise မပေးဘူးကြာနိုင်ကြာနိုင်နေအဲတချို့ product တွေကိုလာမေးရဲ့ကျွန်တော်လည်းတကယ်မသိဘူးလေဘာဖြစ်လို့ဆိုတော့တချို့ product တွေတီးဖို့အတွက်ကအချိန်ပေးရကျွန်တော်ဖတ်ရတယ်အဲ့လိုမျိုးဆိုကျွန်တော်မဖတ်မဖတ်နိုင်ဘူးပေါ့နော်ဖတ်နိုင်လဲကျွန်တော်ရှင်းရှင်းလင်းလင်းပဲပြောတယ်အာဒါတော့ကျွန်တော်နားမလဲဘူးအာဒါပေမဲ့ကျွန်တော်တီးတဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်ကျွန်တော်ရောင်းနေပေါ့ကျွန်တော်စိတ်ဝင်စားတဲ့ PC မျိုးပေါ့နော်ဥမာထားပါတော့ဖုန်းပဲဖြစ်ဖြစ် smart watch ပဲဖြစ်ဖြစ်အဲ့ မျိုးဆိုတော့ကျွန်တော် detail လေးရှင်းပြီးကျွန်တော်ရောင်းတယ်ဒါပေမဲ့ကျွန်တော်ကိုလာပြီးတော့လာဝယ်ခိုင်းတဲ့ပစ္စည်းမျိုးပဲထားပါတော့အာဒါလေးကောင်းလားဆိုရောင်းရောင်းပြီးရမျိုးအာကောင်းတာပေါ့အာဆိုပြီးတော့ကျွန်တော်အဲ့လိုမပြောဘူးမသိရင်မသိဘူးပြောပဲအဲ့လိုမျိုးတွေပဲကျွန်တော်ရောင်းတယ်အာတီးရလောက်ကတော့65ငါးရာခိုင်နောက်ကတော့ satisfy ဖြစ်တယ်လို့ယူဆရတယ်5%လောက်ကတော့ဒါကတော့မီပြီးရှိမှာပေါ့နော်အကြောင်းကြောင်းကြောင်းပေါ့နော်ကျွန်တော်ကြောင်းလဲဟုတ်ချင်မှဟုတ်မယ်အာတခြားကျွန်တော်တို့ရန်ကုန်မှာအထုပ်ပိုးတဲ့ဟိုကျွန်တော်ကြောက်တယ်လို့လို့မှမရတာနော်ပစ္စည်းဝယ်တဲ့ကိစ္စတွေပစ္စည်းပို့တဲ့ခါကြီးရရင်လဲဟိုကြာသွားတဲ့ ကိစ္စတွေကလည်းရှိရပေါ့ဆိုတော့အဲအဲ့လိုမျိုးလေးတွေရှင်ဒါပေမဲ့အတော်တော်များများကတော့ကျွန်တော်ရှင်မဟို repeatedly ပြန်ဝယ်ကြရတယ်ပေါ့နော်ပြီးတော့အာနောက်တစ်ခါကျတော့ကျွန်တော်မဝယ်ဘဲလူကအဆင်ပြေလို့ဆိုပြီးတော့အဲ့လိုညွန့်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 နဲ့ခုနကလေးကျွန်တော်အာညီမလေးတယောက်လည်းကျွန်တော်ပစ္စည်းဝယ်ပေးရသူကအဲ့သူတို့ယုံကနေပြီးတော့ဝယ်နေကြရတယ်အမြဲတမ်းညီမလေးနဲ့ဝယ်တယ်အခုအခုရှိရဝယ်ရဆိုပြီးအခုနဲ့ပဲတိုက်ရဝယ်မယ်ဆိုပြီးသူအခုနောက်လာဝယ်တော့ကျွန်တော်အောက်ထပ်မှာကုတ္တရာဆောင်နေနေကျွန်တော်သူ့အားတွေဝယ်ပေးနေရသေးရဟုတ်ကျွန်တော်မှ customer တော့အများကြီးတော့မရှိဘူးဒါပေမဲ့ရှိတဲ့ဟာလေးနဲ့ကျွန်တော်ဟိုအဆင်ပြေတယ်ပေါ့နော်ဟုတ် ကြာမြင်သူတို့ကတော့ဒီကိုဘယ်လိုခေါ်မလဲ royalty ရှိရလို့ပြောဟုတ်တယ်ကို royalty ရှိပါတယ်အဆင်ပြေရပြီးတော့အဲ့လိုခုနပြောလို့ပေါ့နော်ဆက်ဆက်ပြီးတော့အကိုနဲ့တွေ့ရတာအဆင်ပြေဆိုပြီးတော့ချိတ်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 ပြီးပြီးတော့ဟိုလ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 ုဖြစ်တာပေါ့နော်အကိုဟုတ်ပါတယ်ခင်ဗျာအဲ့ဆိုတော့ personal shopper အနေနဲ့ဆိုညီကပိုများလာတဲ့သဘောဖြစ်သွားတာပေါ့နော်အေးအဲ့ဒီကိစ္စလေးလေးအကိုကျွန်တော်နည်းနည်းလေးပြောချင်တယ်။ personal shopper လောက်ရတာက အာကောင်းတယ်ဟိုကောင်းတယ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်လို့ဆိုတော့တော်တော်များများကကျွန်တော်တို့အဓိကကြတော့ကျွန်တော်တို့က brand ကြီးတွေဝယ်ပေးရတယ် personal shopping ကြတော့အဲဆိုတော့ကျွန်တော်မမြင်ဘူးတာတွေမြင်ရတယ်ဗျာမနည်းဆိုကျွန်တော်တို့အာသွားတယ်ဆိုရင်ဟိုဆောင်းတထယ်တဲ့ဟို အ1 million ကျော်တဲ့ဟာမျိုးတွေကျွန်တော်တို့တွေ့တွေ့ဘူးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါက very stressful အကိုဆိုတော့တွေ့နေပြောကျွန်တော်အဲ့ဒါမျိုးမလုံးချင်ဘူးအာမလုံးချင်တော့ဘူးပေါ့နော်ကျွန်တော် stressful လဲဘလို့ stressful လဲဆိုတော့ဥမာထားပါတော့ brand shop တဲ့ကိုသွားပြီးကိုယ့်အတွက်ကိုမွေရပဲနဲ့တခါကျရင်မွေဖြစ်သွားတဲ့ case တွေလည်းရှိတယ်ဥမာထားပါတော့ LV ကကပတ်ဝယ်တယ်ပဲထားပါတော့အဲ့ကပတ်ကိုတိုင်းတာတို့ဟိုဘက်နဲ့ပြန်ပြောတာတို့ဒီဘက်နဲ့ပြန်ပြောတာတို့အဲ့လိုမျိုးကျွန်တော်နည်းနည်းလေးလေဟိုဘယ်လိုပြောမလဲကိုကိုနိုင်မွေရပြီးတော့ကျွန်တော်တခါကျရင်လေကျွန်တော်တို့ကဘယ်လိုပြောမလဲအဆင်ပေါ့နော်ကျွန်တော် direct customer နဲ့မဟုတ် ယ်တခြားတယောက်ကကျွန်တော်တို့ဝယ်ခိုင်းတာဆိုအစင်းစင်းနေသွားနေခေါင်းနည်းလေးကျွန်တော်တို့ stress နည်းနည်းဖြစ်တယ်ဒါတခြားလူတွေအတွက်တော့ဖြစ်ချင်မှာဖြစ်မယ်ကျွန်တော်တို့အတွက်တော့ဖြစ်တော့ကျွန်တော်ကနောက်ပိုင်းမှာဘလိုမျိုးကိုပို့လှုပ်ချင်လဲဆိုတော့ကျွန်တော်ကကြိုက်လို့ရောင်းလိုက်တဲ့ဟာမျိုးလေးတွေကိုပို့ပြီးတော့ဝယ်သေးတယ်အဲ့လိုမျိုးပဲကျွန်တော် shopping ပုံစံပို့ထားတာဟုတ်တယ်ဆိုတော့နောက်ပိုင်းမှာကျွန်တော် um ရန်ကုန်မှာကျွန်တော်တို့စိုင်ဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုရင်အဲ့လိုပေါ့နော် stock များများထားပြီးကျွန်တော်တို့ရောင်းဖို့စဉ်းစားနေတယ်အဓိက um အလတ် တန်းစားကိုပို့ပြီးတော့သွားမယ်ပေါ့နော်ဟုတ် pricing ကိုဥမာထားပါတော့3-5000လန်လောက်ကိုကျွန်တော်ရောင်းရတာပို့ကြိုက်တယ်ဗျတိန့်ချီတကယ်တန်းကိုကတိန့်ချီမရောင်းချင်ဘူးမဟုတ်ရောင်းချင်တယ်ဒါပေမဲ့ကျွန်တော်တကယ်တန်းသွားချင်တာကဟုတ်တယ်တာဝန်ယူရတာများတယ်ဥမာပစ္စည်းတစ်ခုပို့လိုက်တယ်ဆိုရင်လည်းပျောက်သွားတာတို့တစ်ခုခု defect ဖြစ်သွားတာဆိုဒါဟိုပွင့်နေပြောကျွန်တော်တို့ကတာဝန်ယူရတာလေဟို customer ရှိအရောက်အထိဆိုတော့ဆိုတော့ကျွန်တော်ကအဲ့လိုမျိုးထက် um personal shopping ထက် personal shopper အထက်အတွက်ကျွန်တော်ကကျွန်တော်ဟာဒါတုံးလိုက်လို့ကျွန်တော်ကြိုက်တယ်โอเคကျွန်တော်တင်ရောင်းရဲဟာမျိုးအဲ့လို မျိုးဝယ်တာမျိုးကျွန်တော်ပို့ကြည့်ပို့ပြီးတော့ဟိုစိတ်ဝင်စားတယ်ဗောနော်လုံလုံချင်တယ်ဗောနော်နေတော့နေတယ်ဟုတ်ပြီးတော့နောက်တစ်ခါကျတော့အဲ့လိုမျိုးအရန်ကုန်မှာထားပြီး stock ရောင်းနေဆိုတော့ဘာဖြစ်လို့ကျွန်တော်က pricing နေလဲကျွန်တော် check လုပ်နေတော့ဥမာထားပါတော့ um big c မှာဘယ်လောက်ရောင်းနေတယ် whatsapp မှာဘယ်လောက်ရောင်းနေတယ် boots မှာဘယ်လောက်ရောင်းနေကျွန်တော် compare ကျွန်တော်အမြဲတမ်းကြည့်နေပေါ့နော်ဥမာဒီ lazada mall တွေမှာဘယ်လိုရောင်းနေဆိုအဲ့ခါမှာဈေးချတဲ့အချိန်မှာကျွန်တော်ဝယ်ထားမယ်ဝယ်ထားပြီးတော့မှကျွန်တော်ရန်ကုန်မှာ stock ထားထားမယ်အဲ့ကြရင်က ဟိုပြဿနာကြီးလည်းဟိုမရှိတော့ဘူးเนาะအချိန်ကြာတဲ့ပြဿနာကြီးလည်းမရှိတော့အခုဆို logistic ကတော်တော်လေးအာအချိန်ယူနေတယ်မလောက်ခင်ဗျာဟုတ်ဆိုတော့အမ် personal shopper ကလည်းမကောင်းမဟုတ်ဘူးကောင်းတယ်ဘာကြောင့်ကောင်းလဲဆိုတော့ဟိုကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုမျိုးဟိုပစ္စည်းထူးဆန်းခြင်းမြင်ရတာကြိုက်တယ်ဆိုတော့အာကျွန်တော်မွေးဖြည့်နေအောင်ကျွန်တော်တင်ငယ်ချင်းနဲ့ကျွန်တော် ဟိုတစ်ဖက်မှာ3 4 5ရက်လောက်ကျွန်တော်အမြင်တမ်းလိုက်တယ်အဲလိုက်ရင်ဆိုရင်အဲ့လိုပဲအထူးဆန်းနေမြင်ရတယ်ဘတ်တန်းတန်းလို့ဘတ်နဲ့တန်းတန်းလို့မမြင်ဘူးရဲ့ဟာတွေပေါ့အကိုရဲ့ဆိုတော့ဟိုပြောမယ်ဆိုရင်ဒီဆောင်းတစ်ထဲကိုဘတ်တန်းလို့ဒါအခုတနေ့မှကျွန်တော်မြင်ဘူးရတကယ်ကတင်းဆိုလဲအဲ့လိုမျိုးဘတ်သုံးတန်းတို့ပါတို့အဲ့လိုမျိုးဟုတ်ကဲ့ခင်ဗျာဟို personal shopper ကျတော့ဒီအမြင်အမြင်လဲသူလဲသူဟာနဲ့သူတော့ရှိတယ်သူဟာသူရှိတယ်ခင်ဗျာဟုတ်တော့ဟိုဟာကျတော့အရေးအတွက်နင်းနေပုံမှာအမြင်ကတော့ဟုတ်တယ်ကြံနေဒါပေမဲ့ online shopping ကကျတော့ကိုကြိုက်တာကိုတင်ရတာကျောင်းရတာဖြစ်တဲ့အတွက်အမြင်ကတော့နေကောင်းနေနေကောင်းနေကောင်းအရေး တွက်အများဆုံးရင်တော့လေတိုင်းတိုင်းပြင်ဆင်ပြီးဟုတ်တယ်ခင်ဗျာကျွန်တော်အဲ့ဒါမျိုးပို့ပြီးတော့အခုလောလောဆယ်စိတ်ဝင်စားနေပါဘောဒါပေမဲ့ဟိုအော်လေးကျွန်တော်ခုနပြောလို့ပေါ့နော်အလာဝဲကူချီပါအခုကျွန်တော်ပို့ပြီးတယ်အကုန်လုတ်ပြီးတယ်အဲဒါပေမဲ့ကျွန်တော်ကအဲ့အမ်ဒီလူသုံးကုန်ဘိုင်းကိုကျွန်တော်နည်းနည်းပို့စိတ်ဝင်စားရတယ်ခင်ဗျာအဲ့လို WhatsApp တို့ Boots တို့ပြီးတော့ကျွန်တော်နောက်ခုကျွန်တော်စိတ်ဝင်စားတာကျွန်တော်အဲ့လို Najet တို့အာ TV တို့ speaker တို့လည်းကျွန်တော်စိတ်ဝင်စားအဲ့လိုမျိုးလေး electronic လေးအများကြီးမဟုတ်ရင်တော့မှတစ်ခုနှစ်ခုလောက်သုံးလေးခုလောက်ပေါ့နော်ကျွန်တော်တို့ရန်ကုန်မှာ ထားထားမိခင်ဗျဟုတ် power station တို့လိုအဲ့လိုပုံစံမျိုးလေးတွေအာရှီလာလောက်လောက်ဖြစ်မယ်ကျွန်တော်တို့ဟုတ်တယ်မှန်ပါတယ်โอเคဒီတကယ်အခုလက်ရှိညီရဲ့ experience အရာဆိုလို့ရှိရင်ဟိုမြန်မာမှာဘယ်လိုအကြောင်းအရာလေးတွေ trend ဖြစ်နေလဲဆိုဆိုလိုတာညီပို့ပြီးဝယ်ပေးဖြစ်ရတဲ့အကြောင်းအရာလေးဘာတွေရှိလဲ ကျွန်တော်ရှိမှာကြတော့အဲကျွန်တော် customer တွေကကျွန်တော်လိုပဲနည်းနည်းပေါက်တက်ကြီးရလေးပေါ့နော် ကျွန်တော်ကြိုက်တာလေးဥမာတော့တော့ DJI လို့ဆိုရင်အဲ့လိုမျိုးလာဝယ်ခိုင်းတယ်ကျွန်တော်လည်းကြိုက်တယ်ပြီးဥမာဥမာ TV ဆိုရင်လည်းကျွန်တော်အာ Dual LED ကြိုက်တယ်အခုဆိုအဲ့လိုမျိုးလေးရောင်းရတယ်ဟိုပုံမှန်ကတော့ခုနပြောလို့ပေါ့နော်အာသူများတွေအရင်ရောင်းရတယ် Zara တို့ Uniqlo တို့ H&M တို့ကျွန်တော်တိတ်မရောင်းရဘူးခင်ဗျဟုတ်ကြဟုတ်တယ်ကျွန်တော်ရှိမှာအဲ့လိုမျိုးလာဝယ်လို့နည်းအဲ့လိုမျိုးလေးကိုပေါက်တက်ကြီးရပေါ့နော်ကျွန်တော်အဲ့လိုပေါက်တက်ကြီးရတင်တော့ဟိုအဲ့လိုဥမာထားပါတော့ ပါကာလို့အဲ့လိုမျိုးဘောဗန်နေပါရဲ့ကျွန်တော်ရောင်းရတယ်ဒီ shopping mall တွေမှာကျွန်တော် တခြား OS တွေမှာကျွန်တော်အဲ့ဒါရောင်းတာတော့ကျွန်တော်တိတ်မတွေ့အခု OS တွေမှာဆိုရင်အရန်ခစ်စားရအခုဆိုဟို8 8တဲ့8ရှိရအဲ့အဲ့ဆိုကျွန်တော်မရောင်းရဘူးဟုတ်တော်တော်မရောင်းရတာတစ်လုံးနှလုံးပေါ့ဗျာအဲ့လိုမျိုးဆိုကျွန်တော်တင်မှာကြည့်ရတာကျွန်တော် follow လုပ်ထားတဲ့လူတွေကျွန်တော်ဝင်နေကြတဲ့လူတွေကလည်းဟိုကျွန်တော်တို့လိုမျိုးပဲအဲ့လိုဆန်းဆန်းလေးတွေကိုစတေ့နဲ့နည်းနည်းလေးတူတဲ့ဟာမျိုးတင်တယ်တခါကျရင်တို့လိုချင်တဲ့အဲ့လိုပေါက်တဲ့ကြရလေးပေါ့နော်ရှာပေးပါတို့ဘာလို့အဲ့လိုအဆန်းလေးတွေအဲ့လိုမျိုးလေးကျွန်တော်တို့ရောင်းရတယ်ဆိုတော့ category ကို ပြန်ပြီးတော့ဟိုခွဲရမယ်ဆိုရင်တော့อืม ပြောတာနည်းနည်းလေးတော့ခက်တယ်ဗျကျွန်တော် electronic device တွေနည်းနည်းပါမယ်ကျွန်တော်ဒီမှာအာပြီးတော့အဲ့လိုဆန်းဆန်းလေးတွေနည်းနည်းပါမယ်ဗျလူသုံးကုန်ကတော့ဟိုမရောမဟုတ်ရောင်းရတယ်အာကျွန်တော်ရန်ကုန်မှာလည်း stock လေးရှိတယ်အာဒါပေမဲ့ကျွန်တော်တို့အခုနပြောလို့ပေါ့နော်ဟိုနေ့တိုင်းလည်းကျွန်တော် post state မတင်ဖြစ်ဘူးအဲ့ဒီဟာတွေကမတင်ဖြစ်တော့တိတ်ဟိုမတက်ဘူးဒါပေမဲ့ကျွန်တော် try ကြည့်ကြည့်ရပါလွန်ငယ်လွန်ငယ်တစ်ပတ်လောက်ကဟို whatsapp ကနေပြီးတော့ဘတ် one bat promotion လာတော့ကျွန်တော်တင်ကြည့်ရရောင်းရတယ်ခင်ဗျအဲတုန်းကလည်းရောင်းရဆိုဒါပေမဲ့နောက်ပိုင်းမှဆိုရင်တော့ကျွန်တော်အဲ့လိုမျိုးဆိုတော့ကျွန်တော်မတင်တော့ဘူးဒါတိတ်ကြိတ်ဝဲထားတာကျွန်တော်အဲ့လိုမျိုးဟို ထားထားပြီးရန်ကုန်မှာရောင်းရတာပူကြိုက်တယ်။အဲ့ဒါဒါအပွင့်လေးဆုံးကျွန်တော်ပြောပြတယ်။ပိုလဲကျွန်တော်အတွက်အမျက်ပူကြိုက်တယ်။ဘာဖြစ်လို့ဆိုတော့ one pack promotion လုပ်နေတဲ့အချိန်မှာလူတိုင်းရောင်းတယ်။လူတိုင်းရောင်းနေဆိုတော့တစ်ထောင်နှစ်ထောင်လဲပွင့်လင်းပြောဝဲလူကကြည့်ရခင်ဗျ။ဒါပေမဲ့ပစ္စည်းပြတ်သွား one pack promotion က promotion ကလည်းအများနဲ့ရှိနေတာမဟုတ်။ထားပါတော့နှစ်ပတ်လောက်နေပြတ်သွားတယ်။အဲ့ခါကျမှကျွန်တော်ပစ္စည်းရန်ကုန်ရောက်အောင်အဲ့ကျမှကျွန်တော်ရောင်းမယ်ဆိုပို့ပြီးတော့ဟိုအဆင်ပြေတယ်လို့ကျွန်တော်ခံစားတယ်။ဟုတ်တယ်။တော်တော်များများတော့ပြောကြတယ်။အော်ဒါဝါနာရလုပ်တယ်။မှန်တယ်ဝါနာရလုပ်ပြီမှန်ပြီမဲ့လေဟိုအမျက် ကြံမှုကလည်းလိုသေးရလေနော်ဆိုတော့အဲ့လိုမျိုးလေးကျွန်တော်စဉ်းစားရတာပေါ့ဟုတ်အဲ့ဆို online shop shopper လုပ်တဲ့လူ shopping လုပ်ပေးတဲ့လူတွေပေါ့နော်လောလောဆယ်ဒီမှာလည်းအတူနေတည်ရှိရအောင်ဆိုတော့အဲ့လိုအများကြီးတဲမှာကိုကသူတို့နဲ့ differentiate ဖြစ်ဖို့အတွက်ဆိုလို့ရှင်ကြီးနေနဲ့ဘယ်လိုအားထုတ်ထားရှိလဲအဲ trade တို့ဘာမှရှိကျွန်တော်ပုံနေတင်တာပဲရှိမှန်းထင်တယ်ဒီပုံကြောင့်ပဲလာတာပဲနော်ဟုတ် trade တို့တော့မရှိဒါပေမဲ့ကျွန်တော်အခုနပြောလို့ပေါ့နော် um ကျွန်တော်ဘက်ကနေပြီးတော့အာဟိုဒါကတော့ဟိုဝယ်တဲ့လူတွေတည်တယ်အဓိကဒီ cosmetic တွေပေါ့နော်အာ brand whatsapp brand ကနေပြီးတော့ store ဒီ drug store brand ကနေပြီးတော့ဒီ high end brand ထိကျွန်တော်တို့ဝယ်တဲ့ခါမှာအဓိကကလုံးဝကျွန်တော်တို့အတုကိုအဆင့်ဆိုပြီးကျွန်တော်လုံးမရလုံးဝမရအောင်ပေါ့ဒါကတော့ကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အမခံရဲတဲ့တစ်ခုပေါ့နော်ပြီးတော့နောက်တစ်ခုကျွန်တော် procedure လေးရှိရပြဥပမာထားပါတော့အာ အိတ်တအိတ်ပဲဝယ်ရတာကျွန်တော်ဆန်ရောက်တာနဲ့ကျွန်တော်တို့အကုန်ဗီဒီယိုကကျွန်တော်တို့အကုန်ပို့ပေးရ Customer စိတ်ရှင်းအောင်ဘာဖြစ်လို့ဆိုတော့ luxury ဝယ်ရဆိုတာအဓိကက feeling ကိုလိုချင်လို့လေဒီအိတ်ကြီးဟို3030 3080ပေးထားပြီးတော့ဒီအိတ်ကြီးကဘယ်ဟာရောက်လာလဲဆိုတဲ့ဟာကမသိဘူးလေเนาะသူများသုံးမိသားလား use လား okay use မှာတော့မှအတူတူရမျိုးစုံရှိနိုင်နေရပါတော့เนาะဒီ high high quality ဟိုဟိုဟိုဟာ knock off brand တွေကအများကြီးရှိတာဟိုဒီအတူဟိုအစ်စ်ကိုညီပါ လုံးလုံးစားမျိုးဆိုတော့ကျွန်တော်ကတော့အဲ့လိုမျိုးကိုကျွန်တော်တို့ကဘာလေးပဲဝယ်ပဲဥပမာတချို့လူတွေ serial V ပဲဝယ်တယ်ပဲဒါမျက်နှာလိမ့်တာပဲစားဘက်900ကနေပဲစားဘက်900တောင်းထိအဲ့ဒါကိုစိတ်ရှင်းအောင်ကျွန်တော်ကတော့ဆိုင်ကနေပြီးတော့ဝယ်ဝယ်ဒီ online ကနေပဲဝယ်ဝယ်ကျွန်တော်တို့အဲ့အလေးကိုတော့ကျွန်တော်တို့ဟိုဟာလုပ်ပေးရခင်ဗျအာအာဘယ်လိုပြောမလဲ customer ကိုဒီ proof of purchase ပေါ့နော်အာ valid ဖြစ်တဲ့အကြောင်းတော့ကျွန်တော်တို့ကျွန်တော်တို့ဆိုတာကျွန်တော်ပေါ့နော်အဲ့အဲ့ဒါကိုကျွန်တော် ဓိကကျွန်တော်စီစဉ်ပေးရခင်ဗျဘာဖြစ်လို့ဆိုတော့တို့လည်းစိတ်ချမ်းသာတယ်အဲ့ဆိုတော့အဲအမစီရာဗီလေးပဲဝယ်ဝယ်ဒီ Gucci က8လေးပဲဝယ်ဝယ်ကျွန်တော် invoice ပဲဖြစ်ဖြစ်အကုန်လုံးဆိုင်ရဗီဒီယိုအဖြစ်ကျွန်တော်တို့အဲ့လိုမျိုးလုပ်ပြီးတော့ဝယ်တယ်ခင်ဗျလက်ရှိညရှိမှာဆိုလို့ရှိရင်အာဒီ luxury item တွေဒီမှာဆိုဘယ်ဘယ် brand တွေကပို့ပြီးရောင်းရလဲကျွန်တော်တို့အဓိကကတော့ LV ရယ် Gucci ရယ်အာအဓိက သွားတာများတယ် LV ကိုကြိုက်ကြတယ်ခင်ဗျာဒီကောင်မြန်မာကတော့ LV ကိုပို့ပြီးတော့များတော့ဆိုတော့ LV ဆိုလို့ရှိရင်ထားပါတော့ဒီမှာ LV ကိုဝယ်ရနဲ့ဒီ Europe ဘက်ဒီ America ဘက် LV ဝယ်ရနဲ့ဆိုလို့ရှိရင်ဘာတွေကွာပြီးတော့ဘယ်ဘက်ကပို့ပြီးအာ အဆင်ပြေလဲအဆင်ပြေလဲဆိုတော့ကျွန်တော်တို့အာယူရိုပြတ်ကျွန်တော်မရောက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ပတ်စံအဲ့ဒီ LV က wallet လေးဝယ်တော့ကျွန်တော် bank account ဝယ်ကျွန်တော်ပြင်တကန်နေမှာလာကျွန်တော်ညမသွားတယ်ဘာဖြစ်ဆိုတော့ကျွန်တော်တီးရလောက်ကအာ it's like 20%လောက်တက်တာတယ်20ရာခိုင်နဲ့30ရာခိုင်နှုန်းလောက်တက်တာတယ် အယူရိုဘက်ကယူရိုဘက်ကပိုတက်တာအဲ့ဒါပိုတက်တာဆိုတော့ vet မှာတက်တာ vet မှာတက်တာတက်ခုစလုံးပေါ့နော်အဲ့ဘက်မှာကလုံးတက်ရင်လုံးတက်တယ်လို့မျိုးအဓိကက vet ထုတ်တဲ့အခါမှာသူက credit card နဲ့လည်း vet ထုတ်လို့ရတယ်ကျွန်တော်စိတ်နေ up to 20%လောက်ထင်တယ် France လို့ပါတို့ကဆိုတော့အာအရင်တက်တာတယ်ပြီးတော့ဒီ UK sales လို့ပါတို့ကအရင်တက်တာတယ်ဒါပေမဲ့ကျွန်တော်တို့ customer ကြတော့အဲ့လိုမျိုးမဟုတ်ပြန်ဘူးအဲ့လိုမျိုးမဟုတ်ပြန်ဘူးဆိုတာကဟိုဈေးတက်တာတာမဟုတ်ပဲနဲ့ ချက်ချင်းမြန်မြန်လိုချင်တယ်ဘာဖြစ်ဆိုဟိုဘက်ကကြတော့ကြာတယ်ကြာတယ်ချက်ချင်းမြန်မြန်လိုချင်တယ်ပြီးတော့ခုနကျွန်တော်တို့ပြောတဲ့ကျွန်တော်တို့ပေးတဲ့ဟာကိုသူတို့ကဒီဘယ်လိုပြောမလဲ valid ဖြစ်တဲ့ဟာသူတို့ကကြိုက်တယ်ဟိုဘက်ကနေဝယ်ရင်ကဒါမျိုးစုံဝင်လာနိုင်တယ်လीเนาะအခုကျွန်တော်တီးရလောက်ကကျွန်တော်တကယ်ချင်းဆိုဂျပန်သွားနေရဆိုတော့ ကျွန်တော်လည်း pricing တွေ check နေတာပေါ့နော်အဓိကမရောရောင်းတာမရောင်းတာလည်းကျွန်တော်လည်းဝယ်ချင်လို့ကျွန်တော်ကြည့်ရဂျပန်လိုပါလို့ဆိုလည်းအရန်ပေါ်တယ်အဲ့လိုဂျပန်မှာဒီ pre love market ရှိရဗျ pre love market ဆိုအရန်ပေါ်တယ်အာဒါပေမဲ့လည်းဟိုကျွန်တော်ခုနပြောလို့ပဲပေါ့နော်ဒီ high end တွေက feeling ကိုဝယ်တဲ့အတွက်ကျွန်တော်ဆိုလည်းပွင့်နေမျိုးတော်တော်လေးစဉ်းစားမယ်ဗျာဘာဖြစ်လို့ဆိုဒါကြီးကခုချီရောက်လာတာအတူလားစစ်လားတော်တော်ကြီးပြောဖို့ခက်တယ်ဗျာတော်တော်ကြီးပြောဖို့ခက်တယ်လीပြောဖို့ခက်တယ်ဆိုဟိုဘက်မှာဒါပေမဲ့ဆိုကျွန်တော်ကိုယ်တိုင်လည်းဈေးရောက်နေတော့ ပြပြကျင်တယ်လို့ပြပြီးလုံးကျင်တယ်လို့လှုပ်လိုက်လို့ရတယ်ဗျာအဲ့လိုအဲ့လိုမျိုးနီးရအများကြီးပေါ့နော်ဆိုတော့အပွင့်လင်းပြောတော့ကျွန်တော်ဟိုတခြားလူတွေတော့ကျွန်တော်ဟိုပုတ်ခတ်ပြီးရတာတော့မဟုတ်ဘူးဒါပေမဲ့ဟိုတိတ်တော့ဟိုမစိတ်ချဘူးပေါ့နော်ဒါဒါအပွင့်လင်းဆုံးကျွန်တော်ပြောပြရတာဟိုကိုကိုတိုင်းတော့မှဒီဘက်မှာဟိုဝယ်တဲ့နီးနန်းတွေကအမျိုးစုံရှိတာဟိုကျွန်တော်ဒီမှာလည်းအထိုင်းမှာလည်း pre love market ရှိတယ်အကိုအမ်အများကြီးပဲအများကြီးပဲဟုတ်ကျွန်တော်စိတ်ရင်30 to 40%လောက်တက်တာလေးမယ်ဟုတ်ဟုတ်တက်တာလေးမယ်တချို့လူတွေကြာလဲအဲ့လိုမျိုးကိုလည်း ဝယ်ကြတယ်အဖြစ်ဆိုအာဒီမှာကျတော့တို့ဟော verify လုပ်ပေးတယ်ဗောနော် authentic authentication ကိုတို့ verify လုပ်ပြီးတော့သူကဝယ်ရတဲ့လူကစိတ်ချမ်းသာတယ်စိတ်ချမ်းသာအဲ့လိုမျိုးတွေရှိအဲ့ဒါကတော့ကျွန်တော်တို့အာစဉ်းစားစဉ်းစားနေရပြစဉ်းစားစဉ်းစားနေရဆိုတော့အလောလောဆယ်တော့ကျွန်တော်အဓိကတော့အရင်နည်းမရှိဘူးဗောနော်ဆိုတော့အဲ့ဒီဟာတော့ကျွန်တော်စိတ်ဝင်စားတယ်အခုနပြောတဲ့ဟိုအာဘူတီကနေပြီးတော့ ရောင်းမှုကတော့မလွယ်ဘူး။ဘာဖြစ်လို့ဆိုတော့ဘန်ကောက်က ANC ကြီးရခင်ဗျ။ဘန်ကောက်က ANC ကြီးတော့ကျွန်တော်ဒီမှာအာဟိုအရည်ရှိရဗျ။ဟို pre love market တွေရှိရတယ်။ pre love market ကနေပြီးတော့ရောင်းတော့ရောင်းကျင်တယ်။ဒါပေမဲ့လည်းကျွန်တော်မှဟိုပွင့်နေပြီးတော့အလောက်ကြီးအများကြီးမရှိဘူးပေါ့နော်။အဲ့တော့ကျွန်တော်လည်း um investment အလောက်ကြီးမရှိဘူး။ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်အဲ့ဒါစိတ်ဝင်စားတယ်။ဟို boutique ထဲကျွန်တော် pre love ကိုစိတ်ဝင်စားတယ်ခင်ဗျ။ pre love ကကျွန်တော်အခုဝင်ဝင်ကြည့်နေတော်တော်လေးတက်တာတယ်။ဟုတ်။30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းထိလောက်ထိတက်တာတယ်ခင်ဗျ။ဟုတ်။ ဆိုတော့အခုဆိုလို့ရှိရင်ဒီ online ဒီမှာဒီရက်ပိုင်းဒီမှာ တော်တော်လေးပြန်နေတယ်ပေါ့နော်ဆိုရင်အာဒီ luxury shopper စီအပတ်စနေ shopper စီရဲ့အာ bad comment စီပေါ့နော်သူတို့သူတို့တွေတချို့က cheating လုပ်တယ်လိန်သွားတာတွေအများကြီးပေါ့အဲ့အရာတွေကို screenshot တွေရိုက်ရိုက်ပြီးတော့ပြန်ပြီးသတိပေးနေတယ်ဆိုတော့သူဒီလူဒီလိန်တက်ပါတယ်လို့လည်းအရှိမှတော်တော်များများပြောထားပေမဲ့နောက်လူတွေကမသိပဲနဲ့တက်တက်မာမိတာတွေနဲ့လဲနေကြတာရှိတယ်ဆိုတော့သူတို့အနေနဲ့ဟို ဒီလူဒီရောတကယ်ကိုစစ်မှန်ယုံကြည်ရတယ် reliable ဖြစ်တယ်ဆိုတဲ့ဟာကိုဘယ်ဟာတွေ check လုပ်ပြီးတော့ကြီးလာတဲ့နယ်လူကြီးပြောကြတယ်အဲအဲ့ဒါကတော့ဟိုတော်တော်လေးပြောရတော့ခက်တယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းဟိုကျွန်တော်ဝယ်တဲ့ကျွန်တော်ဝယ်တဲ့သူတယောက်အနေနဲ့ပေါ့နော်ဝယ်မယ်ဆိုရင်လည်းတော်တော်လေးဟိုပြောရဟိုဘယ်လိုပြောမလဲဘယ်လိုဘယ်လို verify လုပ်မလဲပေါ့နော်ဥမာထားပါတော့ကိုတီဟာ page ကစိတ်ချရလားပေါ့နော်အဲ့ဒီ verify လုပ်ဖို့ဆိုတာတော်တော်လေးတော့ ဟိုပြောရတော်တော်လေးခက်တယ်ဗျအခုနအကျွန်တော်ရှင်းပြခဲ့တယ်လို့မျိုးပဲဝယ်တဲ့လူက smart ဖြစ်နေဖို့အရေးကြီးတယ်ဗောနော်ဝယ်တဲ့လူက smart ဖြစ်နေဖို့အရေးကြီးတယ်ဆိုလိုတာကသူဘယ်အနေဝယ်လဲအာ invoice တောင်းနေအာပြီးတော့ဒီ invoice တောင်းတာတော့မှန်တယ် invoice နဲ့တော့ဝယ်လိုက်တယ်မှန်ဒါပေမဲ့ PC ကအချင်း PC ကောက်ထည့်လိုက်လို့ရတာမဟုတ်တာကျွန်တော်ပြောကြရတာအဲ့ဒီအစ်စ်ကိုယူထားလိုက်လေရပါတော့မျိုးစုံပေါ့နော်တချို့တွေလည်းကျွန်တော်ကြားနေတာကအတူနဲ့အစင်နဲ့ ရောရောင်းရတယ်အရန်နာမည်ကြီးရတယ်လူတွေရောရောင်းနေအဲ့လိုမျိုး case တွေအများကြီးပဲအဓိကတော့ cosmetic lipstick တို့ဘာတို့တွေပေါ့နော်ဆိုတော့ um ဘယ်လို verify လုပ်မလဲဆိုတာတော့တော်တော်လေးပြောရခက်တယ်ဗျာကျွန်တော်ကတော့လေအဲ့ဒါကဟိုဝယ်တဲ့လူတွေက smart ဖြစ်နေဖို့လိုတယ်ပေါ့နော်ကျွန်တော်ခုနပြောလို့ဟို check in လုပ်ဖို့လိုတယ်ပြီးတော့မေးမေးမေးရမယ်ပေါ့နော် sorry buyer ကိုမေးဖို့လိုတယ်ပေါ့နော် buyer ကိုအမြင်နဲ့ကိုကနေပြီးတော့ဟို follow up လုပ်နေဖို့လိုတယ်ဟို check in လုပ်နေဖို့လိုတယ်ပြီးတော့အဓိကကတော့ ဈေးရောင်းတဲ့လူပေါ်မှာမူတည်လိမ့်မယ်ဘလို့ပဲ check in လုပ်ရင်သူ့မှာဟာပေါက်ရှိရဲ့ဗျဆိုလိုတဲ့သဘောတရားဟိုမျိုးစုံပဲရှိရဲ့ဗျဟိုမျိုးစုံပြလိုက်လို့ရတယ်ဥမာထားပါတော့10ခုအစစ်ဝယ်ထားတဲ့ဘောက်ချာပြထားပြီးတော့တကယ်တမ်းအခု90ဝယ်ထားတဲ့ဟာ ရတာပဲလीเนาะရောင်းလိုက်လို့လည်းရတာပဲဆိုတော့အဓိကတော့ကျွန်တော်ကတော့ဟိုဆယ်လာရဲ့ ethic ပေါ်ပဲမူတည်ရဲ့ဗျအဲဆယ်လာရဲ့ ethic ကလည်းကောင်းမှမကောင်းလားဆိုတာလည်းပြောဟာတော်တော်ခက်တယ်လीเนาะအခုဟုတ်တော်တော်အချင်းစီပြီးတော့နည်းနည်းခက်ခဲတော်တော်လေးခက်ခဲတယ်ဗျပွင့်ဝင်လင်းပြောမယ်ဆိုအဲ့ဒီကိစ္စကလေလွယ်မလို့လုံးနဲ့ခက်တယ်ဗျဟုတ်ဒါဟိုအရန်မြင်လာတယ်ဆိုပြဿနာက အရန်မြင်လာရဲဆိုရင်ဆယ်လားလေရောင်းတဲ့လူကလေတစ်ချိန်ချိန်မှာပြောမရဘူးလေနော်ဟိုပြောင်းလဲသွားနိုင်တာပဲဆိုတော့ပြောရတော့အဲ့ဒီကိစ္စတော်တော်လေးခက်တယ်ဗျာကျွန်တော်ကတော့ခုလေးမပြောင်းလဲသေးဘူးကျွန်တော်အဓိကအရန်အားနာတယ်အဓိက cosmetic တွေပေါ့နော် cosmetic ကကိုကဝယ်ပြီးလိုက်တဲ့ဟာကတစ်ခုတစ်ခုဖြစ်သွားမှရင်ဟိုမလွယ်ဘူးလေနော်ဟုတ်တယ်ဗျာအော်အရင်တော့ဆိုကျွန်တော်ဒီမှာဟိုဟာတခုရှိရ ordinary dot ordinary ပေါ့အဲ့ကောင်အတူအရန်များတယ်အဲ့ကောင်ဆိုရင်အခုမှဒီ event points ရဲ့ဒီ sephora မှာဟို official ဆက်ပြီးရောင်းတာပေါ့နော်အဲ့မတိုင်ခင်ကရောင်းတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါမဝယ်ပေးရဘူးဘာဖြစ်လို့ဆိုတော့ဟိုအစ်စ်ကိုဘေးကရမှန်းမသိဘူးကျွန်တော်လာဝယ်ခိုင်းတဲ့လူတွေဆိုရင်သူတို့ကကျွန်တော်ယုံလို့လေကိုဘရန်ရေးအာ ရန်ကုန်မှာအရန်အတုပေါ်လို့ထိုင်းကနေဝယ်ပြီးပါဒါပေမဲ့ကျွန်တော်မဝယ်ပြီးကျွန်တော်လည်းမသိဘူးဘာဖြစ်လို့ဆိုကျွန်တော်လည်းပွင့်နေပြီးကျွန်တော်လည်းအတုအစစ်ကျွန်တော်မခက်တတ်ဘူးဒါပေမဲ့ကျွန်တော်အတုအစစ်ကိုဘယ်ရဝယ်ရမလဲတော့ကျွန်တော်သိရဲဆိုတော့ကျွန်တော်စိတ်မချရတော့ကျွန်တော်မဝယ်ဘူးအဲတော့ဆို ordinary order ကျွန်တော်အကုန်လုံး block ပဲကျွန်တော်တခုမှမရအောင်အခုမှကျွန်တော်ဝယ်ပြီးရဲဟုတ်ဘာဖြစ်လို့လဲဆိုတော့ဟိုဝယ်တဲ့နေရာကိုဟိုအတုအစစ်ဝယ်တဲ့နေရာတော့ကျွန်တော်သိရဲဒါပေမဲ့ကျွန်တော်အဲ့ဒီဟိုထားပါတော့အတုအစစ်ကိုကျွန်တော်မခက်တတ်ဘူးဒါအပွင့်လေဆုံးကျွန်တော်ပြောပြတာဟိုပလင်းနေရာဒီ CRV တို့ဥမာဒီဒီအဲလဲ ဈေးပေါ်တဲ့ဟာတွေကအစဗက်ဆလင်းတောင်မှသူတို့အတုရှိတယ်ကိုရဲ့အဲဆိုတော့အမ်ကြွရတော်တော်ခက်တယ်အအဓိကကတော့ဝယ်ဘေးရဲ့လူပေါ်မှာပဲမူတည်ရလို့တော့ကျွန်တော်ကတော့ယူဆတယ်အဲဒါပေမဲ့ခုနကျွန်တော်အခုနပြောတဲ့ basic point လေးတွေတော့မေးပေါ့နော်ဘေးကနေဝယ်မှလည်းဖြစ်နိုင်မယ်ဆိုရင်ဗီဒီယိုရိုက်ပေးပါဗီဒီယို call ခေါ်ပေးပါဆိုတော့ဟိုဘာပဲပြောအော်အရောင်းတဲ့လူကအော်ဒီလူကတိတာပဲပေါ့နော်ဆိုပြီးတော့တိတ်ပြီးတော့ လူလည်းမကြရဲဘူးထင်တာပဲဒါတော့ဟိုအဲ့လိုမေးပါအမနာပါနဲ့ဘာဖြစ်လို့ဆိုကိုယ်ဝယ်မဲ့ပစ္စည်းက380 300ပဲလीနော်300တန်းဆိုတော့ ဘေးကနေဝယ်မှလဲဘလို့လောက်တာလဲဆာဘက်ဆာလန်းနေပါမလားဘာလဲအကုန်လုံးမေးပါကျွန်တော်တို့ကတော့စိတ်ရှင်းအောင်ကျွန်တော်တို့တခါတည်းဗီဒီယိုတခါတည်းရိုက်ပြီးတော့ကျွန်တော်တခါတည်းပို့ပေးရခင်ဗျပို့ပေးလိုက်တာတခါတည်းပို့ပေးရအခုမှရောက်လာတဲ့တချို့လူငယ်တွေဆိုလို့ရှိရင်တို့မှဘာလို့မှမသိဘူးအခုအဆက်တွေလဲတို့မှရှိတင်းလောက်ရှိကြတယ်ဟုတ်လားဆိုတော့အဲ့လိုမျိုးလုပ်ချင်တယ် OS လုပ်မှာပဲဖြစ်ဖြစ်ဒီ personal shop shopping အတွက်အကူအညီကြင်နာပဲဖြစ်ဖြစ်ပေါ့နော်တို့လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုအချက်တွေကိုတတိထားတဲ့နေဘယ်လိုအချက်တွေလုပ်တဲ့နေလို့ brand အကြံပေးခြင်းလဲဟုတ်ကဲ့ အာအဓိကတော့ဟိုဆလုံးလုံးချင်းဆိုရင်ပေါ့နော်ဒါကတော့ကျွန်တော်ဟိုမှန်းတာပါဒီချိန်မှာတော့ limit တော့မထားနိုင်ဘူးဒါကြောင့်ကြောင့်နဲ့တော့ဟိုမြင်လာချင်းတော့တူချင်းမှတူမယ်ဗျဆိုလိုတာက shopping တစ်ခုတည်းမှာဆိုရင်တော့ဥမာထားပါတချို့လူကြလဲဟို မုတ်ပဲရောင်းနေ shopping မျိုးလည်းရှိရဲဒါကကျတော့ကို့မှာအရန် follower လည်းအရန်များကိုကဒါရောင်းနေရယ်ဆိုတာတိသွားရင်တော့ပြဿနာမဖြစ်ဘူးဟိုဟိုရောင်းရတယ်ဗောဒါပေမဲ့အခုမှဆက်လုပ်မယ်ဆိုရင်တော့ဟိုဘာလေးပဲရောင်းမယ်ဘာလေးပဲလုပ်မယ်ဆိုတဲ့ဟာမျိုးစိတ်ထဲမှာထားပဲနေဟိုရတာလေးအကုန်ရောင်းပါဟိုအားမငယ်ပါနဲ့ကျွန်တော်တို့ဆိုလည်းရရောက်ချင်းသွားဆို ။ဒါတော့ချင်းမို့အခုချိန်ကြီးကျွန်တော်တို့လာလာမြည့်တခါကြာကျွန်တော်အကုန်ဝယ်ပြီးကျွန်တော်အာအာဟိုဘယ်လိုပြောမချက်လည်းမချက်ဘူးဒါအပွင့်လင်းဆုံးပြီးကျွန်တော်တို့ဆိုရင်ဟိုအမျိုးသမီးလာစဉ်တော့ဒီ pad ကအစားတကယ်ချင်းနေဝယ်ဝယ်ပြီးလိုက်တာဘာမှဟိုဒါရှက်စရာကိစ္စလည်းမဟုတ်ဘူးလေနော်ကျွန်တော်ပြီးတော့အကိုတီဟာလို့လည်းမြင်နေကြပဲကျွန်တော်ဆိုရင်အာတလားနှစ်ခါကျွန်တော်အော်ထိုင်းထီဆိုလဲကျွန်တော်တင်ရောင်းလိုက်တာပဲဆိုတော့ဟိုဒါတော့ကြောင်ကြောင်နဲ့သွားရဲပုံရင်းတော့မတူဘူးပေါ့နော်ဆိုတော့ဘာဖြစ်လို့ဆိုတော့ကိုကဟိုကိုရှိမှလည်းဘလူဝဲလူတွေရှိနေလဲဆိုတာလဲ တိအောင်မှမဟုတ်တဲ့အတွက်ဟိုပစ္စည်းလေးတစ်ခုကိုတော့ဟိုစမ်းကြည့်ပေါ့နော်တစ်ခုတည်းကိုတော့အာငါတော့မုံလိုက်မဲ့သွားမယ်ငါတော့အင်ကြီးလိုက်မဲ့သွားမယ်တော့ဟိုမတက်မဲ့ပဲနဲ့အကုန်လုံးသွားပြီးတော့မှဟိုကိုအစင်ပြာလေးလုပ်ပေါ့နော်ကျွန်တော်ဆိုလဲခုနပြောလို့ပဲအာကျွန်တော်ဒီ brand တွေဝယ်ရတာအရင်ကကျွန်တော်ဟိုဝယ်ပေးတာဟိုကျွန်တော်ပြောမယ်ဆိုရင်တော့ supplier ပေါ့နော်အဲအဲ့ဒါနဲ့ပြောပြအောင်မယ်ဟိုဒီမှာတော်တော်များများ supplier လုပ်ကြတယ် supplier ဆိုတဲ့သဘောတရား wholesale ပြန်ပြီးလုပ်ပေးရတဲ့သဘောပေါ့ကျွန်တော်ကအဲ့လိုမျိုးမလုပ်ဘူးခင်ဗျဘာကြောင့်မလုပ်လဲဆိုကျွန်တော်ခုနပြောလို့ပဲကျွန်တော်ဟို corporate မှာကျွန်တော်အဲ့လိုမျိုး dan တွေ stress တွေမရှိခြင်းနဲ့သူများအတွက်ပွင့်နေပြောတာသူများအတွက်ကျွန်တော်အလုံးမလုပ်ချင်ဘူးဗျအဲ့ဒါကျွန်တော်ဒီမှာ supplier ကျွန်တော်ဘယ်သူမှမဝယ်ပေးဘူးကျွန်တော်ဟို အရန်ခင်တဲ့ညီမလေးတယောက်ကိုပဲကျွန်တော် fancy ပစ္စည်းလေးကျွန်တော်ဝယ်ဘူးဝယ်ပေးတယ်ပြီးတော့ခုနပြောတဲ့ဒီ LV တို့ပါတော့ကျွန်တော်ဝယ်တယ်အဲ့ဒါကကျွန်တော် direct customer မဟုတ်ကျွန်တော် supplier supply လုပ်ပေးတာ supply လုပ်အဲ့ဒါတော့ကျွန်တော် kind of ကျွန်တော်ရပ်လိုက်တယ်ရပ်ပေမဲ့လည်းကျွန်တော်ခုနပြောလို့ဒီငွေငွေချင်းတွေနဲ့ခင်နေတဲ့အတွက်ကျွန်တော်အများနဲ့တုန်းနဲ့လိုက်တယ်ဒါကျွန်တော်တခြားကိစ္စတွေလည်းဟိုလုပ်နေရလေးရှိလို့ပေါ့နော်ဆိုတော့အမ်ဆိုတော့ တော်တော်များများတော့ဒီလိုင်းအခုနပြောလို့ပဲကျွန်တော်ကျတော့ကျွန်တော် customer နဲ့ကျွန်တော်အဆင်ပြေနေအဲ့လိုမျိုး customer ရဖို့ကဆက်စားချင်းမှာတော့အဆင်မပြေခုနပြောလို့မျိုး supplier လောက်အောင်ဆိုလိုတဲ့သဘောတရားဟိုသူများဈေးရောင်းတဲ့ online သမားတွေကရန်ကုန်မှာပဲရှိပြီးတော့ဒီမှာမရှိနေတဲ့လူတွေအများကြီးပဲလေအဲ့လို page တောင်ပြီးရောင်းတဲ့လူတွေအဲ့လိုမျိုး supplier လုတ်ပေးပါအာပြီးတော့လေအဲ့ဒီဟာနေပဲမရက်သွားပါနဲ့ကို customer လည်းကိုကိုရှာပါဘာဖြစ်လို့ဆိုကိုနဲ့လုံနေတဲ့ big buyer ပေါ့နော်ဒီ wholesale သမားက ဒီ market ထဲမှာလူတွေကအများကြီးပဲလုံနေလူတွေအများကြီးဥပမာ5%ယူရဲဟိုနောက်တက်က4%ဆို maybe ပြောင်းရင်ပြောင်းသားမှာပဲအဲ့ကြရင်ကကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ကိုယ်ပိုင်အလုပ်ခေါ်မှာပေါ့နော်ကိုယ့်ကိုယ်ပိုင် customer ရှိနေပေါ့အရေးကြီးရဲအဲ့တော့ဒီတစ်ခုရနေပေမဲ့လေကိုယ့်အတွက်လည်းကိုရောင်းစေချင်တယ်ကျွန်တော်ကဒါတော့ကျွန်တော်ကျွန်တော်ကျွန်တော်မြင်တာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဟိုကိုလောက်တာဒီကကိုယ့်အကူအတွက်အကောင်းဆုံးပဲအမှန်ဆုံးပဲဒီလိုဆိုတော့ဥပမာထားပါတော့ profit ကကြတော့ဘယ်ကနေသွားလဲ OS ကဒီဟိုဟာပေါ့ဒီ personal shopper အနေနဲ့ရော အဲနှစ်ခုလောက်လုံးမယ်အဲ့ဒါ profit ကကြတော့ဘယ်လိုပုံစံနဲ့သွားလဲอืมအာအခုပြ percentage လားအဲဟုတ်တယ် on top နဲ့သွားတာ percentage အဲ့ဒါလေကျွန်တော်ပွင့်နေပြောရင်အမ် personal ခုနပြောတဲ့ supplier ပေါ့နော် supplier ကတော့ fix များတယ်ဥပမာ ထားပါတော့2 to 5%ဆို2 to 5%သွားတယ်ကျွန်တော်တို့ဥပမာထားပါတော့ဒီခုနကျွန်တော်ခုန fancy PC ဝယ်ဖို့ရထားပါတော့ဘတ်သိမ်းဖို့ဆိုရင် ဘယ်တင်လို့ဘလား2%ဆိုဘလားလဲအကိုနှစ်တာအဲအဲအဲ့လိုပုံစံမျိုးနဲ့သွားရပေါ့နော်ဟုတ်အဲ2%လောက်အ sorry 2%မဟုတ်ဘူး5%လောက်ကျွန်တော်ယူတယ်အပြင်သားဝင်ရင်တော့ကျွန်တော်5%ဆို5000တက်တာမဟုတ်ဘူး5000ဒါဆိုတသိန်းဆို5000ပေါ့နော်ဒါပေမဲ့အာဒါကခုနကျွန်တော်တို့ပြောတဲ့ဒီ အာသူများအတွက်ဝယ်ပေးတာခေါ်တာပေါ့နော် supplier fees ပေါ့ supplier fees ကတော့ကျွန်တော်တို့5%ကျွန်တော်တို့5%ပဲယူတယ်ဆိုတော့အဲ့ဒါလည်းခုနကကျွန်တော်ရှင်းပြလို့ပဲကျွန်တော်ကလူမရှိဘူးကျွန်တော်မဝယ်ပေးဘူးအဓိကအရင်ကကျွန်တော်ဝယ်ပေးဘူး Uniqlo ပါလို့အရင်အုံနောက်ချလို့တပုံရိုက်ပေးလိုက်အာမားလိုက်နေဆိုတော့အာကိုကို customer နဲ့ပဲကိုရအောင်ကို customer နဲ့ကိုကြတော့ margin များတယ် margin ပိုရတယ် margin ပိုရတယ်ဒါပေမဲ့ကျွန်တော်ကဟိုဖြေတော့ဖြေနေရပေါ့နော်ဟိုထားပါတော့ဟိုကုတီဟားနဲ့ပဲကျွန်တော်ကအများကြီးဝယ်ပေးတယ်ကုတီဟားနဲ့ပဲကျွန်တော်ပြောအခုကျတော့လို့မဟုတ်ပဲနဲ့ဟို9ရောက်လောက်နဲ့ပြောရတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလည်းကျွန်တော်ပြောတယ် ဘာဖြစ်လို့ကျွန်တော်ပြောရဲဆဲတော်တယ်ကျွန်တော်အဆရဲစကားပြောရဲကြိုက်တဲ့အတွက် customer နဲ့တချို့လူတွေအရန်ခင်သွားတယ်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့အရန် customer စကားဟိုစကားများတော့မဟုတ်လေကျွန်တော်ခါကျအဲ့လိုမျိုးစားတဲ့ customer မျိုးတွေလည်းရှိအဲ့လိုမျိုးကြိုက်ရင်လည်းကျွန်တော်ကပြန်စားလိုက်တော့ပြောဒါတော့ဟိုကျွန်တော်တို့လည်းဟိုဟို marketing ကနေလာခဲ့တော့လေ customer တွေအကုန်လုံးကျွန်တော်တို့ကတတ်မှတ်တယ်ကျွန်တော်တို့ service ပေးလို့မရဘူးတချို့ customer တွေကြောက်လေကျွန်တော်တို့အချိန်ကိုဟိုကျွန်တော်ဆော်ကားရတော့မဟုတ်ဘူးเนาะကျွန်တော်အချိန်ကိုအဲ့လိုမျိုး waste ဖြစ်နေတဲ့ customer တွေလည်းရှိရဲအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ဒါအပွင့်အလင်းဆုံးပြောကျွန်တော်နည်းနည်းလေးကျွန်တော်ဖြုတ်ချပလိုက်တယ်ခင်ဗျဟုတ်ကဲ့ဒါလည်းလုံးတော့လုံးအောင်ဒါတော့ကျွန်တော်ဖြုတ်ချပလိုက်တယ်။ Okay အဲဒါဆိုလို့ရှိရင်အထောက်ပါတော့အခုအခုဆိုရင်ဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ podcast ကြည့်နေတဲ့သူတွေထဲမှာ friend ကိုဒီ shopping အတွက်ဆက်သွယ်ခြင်းလေဆိုလို့ရှိရင်ဘယ်လိုဆက်သွယ်ရအောင်လဲ။ကျွန်တော်က page ရှိပါတယ် brand x out of office ပေါ့နော်အဓိကတော့ကျွန်တော်ရုံးမတက်တော့ဘူးဆိုတော့ယူရခြင်းနဲ့ကျွန်တော်လုပ်ပေးထားကျွန်တော် personal ကတော့ b r a n a u n g အာဒါတော့ personal account မှာဟုတ်နှစ်ခုစလုံးကျွန်တော်ဟာဗာလဲ matter verify ကျွန်တော်ဝယ်ထားပါတယ်ဆိုတော့ blue tick လေးပါပါတယ်ကျွန်တော်ဘယ်လိုမှပါလို့ရှင်ထေချာသွားပြီပါဟုတ်ကဲ့ရုပ်လည်းမှတ်မိလို့ရပါတယ်ဒီရုပ်လေးပါတော့တွေ့ရလို့ပြောရတကယ်ကျွန်တော်တော့မသိဘူးနော်ဟိုတနေ့ဆိုရင် fee မှာအတွေ့လိုက်ရကွန်ပျူတာနဲ့ကျွန်တော်လည်းရှင်တာဟောပါ fanny follower တွေပါရှိနေတဲ့သဘောပါဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်တယ်ဘယ်လိုလဲဟုတ်ကဲ့ပါဟုတ်ပြီးတော့ဟိုအခုဒီ podcast လေးကိုနားထောင်ကြည့်နေတဲ့လူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်အဓိကတော့ကျွန်တော်ဒီ podcast လေးရည်ရွယ်ချက်ကတော့အာဒီတခြားနိုင်ငံတစ်ခုကနေပြီးတော့ online shopping လုပ်တာတွေနောက် online shopper ဒီ personal shopper လုပ်တာတွေနဲ့ပတ်သက်တဲ့ experience တွေကဘလို့ရှိတယ်။ဘာတွေဒီလိုလုပ်ချင်တဲ့လူတွေအတွက်ဘာတွေလေ့လာသင့်လဲဆိုတာကိုအဓိကဒီ experience ရှိပြီးသားလူတွေနဲ့စကားပြောကြည့်ပြီးတော့အာတည်စေချင်တာလေးပါ။ကျွန်တော်နှစ်သက်သဘောကျမယ်လို့ယုံကြည်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ။ Bye bye bye